အားလုံးပဲမင်္ဂလာပါရှင်။မြစ်နာတရင်ကြနေရေးဇွန်လ13ရက်နေ့ရေဒီယိုစစုံတက်ဆက်ပြီးတော့မှဖြစ်ပါရယ်။မြမရွှေပင်ပပေါ့စေးဒီနေ့ရက်သက်နေပြီးအစ္စရေးကအီရန်ကိုတိုက်ခိုက်ပြီးတဲ့နောက်ကွာရွှေစေးခုန်တက်သွားပါရယ်။နိုင်ငံချောင်းဝီစင်းလုံးနဲ့မတိငိအောင်လှုပ်ဆော်ဆောင်ရွက်နေသူတွေကိုဝဟုဘန်ကအဆောင်ချီနေပြီးတော့ရေးယူဆောင်ရွက်မှုတွေလှုပ်ဆောင်နေတွေလို့စစ်ကောင်စီလက်အောက်ခံမြန်မာနိုင်ငံတော်ဝဟုဘန်ကဆိုပါရယ်။ တနိုင်းဒေတာမှာဖြစ်ပေါ်နေတဲ့ရွှေသူဘုံမှုနောက်ဆက်သွယ်ဆိုကြိုးတွေကိုမိမောင်းထုတ်ပြနိုင်ဖို့မြန်မာ Resource Watch ကအစီအခံတင်ပြချပါရယ်။စားရိတ်တရင်ကိုတင်ဆက်ပေးရမှာပါ။ကျမတို့အစီအစဉ်တစ်ဆက်တူမိုင်းနေဖြစ်ပါရယ်။မြန်မာရွှေပြင်ပပေါက်ဈေးဒီကနေ့ရက်တန်နေပြီးအစ္စရေးကအီရန်ကိုတိုက်ခိုက်ပြီးရဲ့နောက်ကမ္ဘာရွှေဈေးခုန်သက်သွားပါရယ်။ဆက်ဆိုင်ကတင်ဆက်ပေးမှာပါ။ စစ်ကောင်စီလက်အောက်မှာရှိတဲ့ရန်ကုန်တိုင်းရွှေလုံငန်းရှင်များအတင်းကရွှေဆိုင်တွေကိုအထူးအသည့်ပေးပန်ကြလာထုတ်ပြန်ပြီးတဲ့နောက်ဒီနေ့ပြင်ပရွှေဈေးနှုန်းရပ်တန့်နေရလို့ရွှေရောင်းဝယ်ရေးလုပ်ကိုင်နေသူတွေဆရာတိရပါဗျ။လောလောဆယ်အဖမ်းစီးချနေလို့ဒီနေ့ရွှေပေါက်ဈေးတော့မတိရဘူး။ တကြတားကိုတင်း80ဆွန်းဆွန်းလောက်နဲ့အယောင်းဝယ်လောက်ကြမယ်ထင်ပါတယ်လို့ရန်ကုန်မြို့ကရွှေအယောင်းဝယ်လုပ်နေသူတယောက်ကပြောပါတယ်။ဒါအပြင်ဒီမနက်မှာပဲအစ္စရေးနိုင်ငံကအီရန်နိုင်ငံကိုတိုက်ခိုက်ခဲ့တဲ့တဲ့တင်ထွက်ပေါ်ပြီးတဲ့နောက်ကမ္ဘာရွှေဈေးဟာလည်းတအောင်စကိုဒေါ်လာ40ကျော်အထိမြင့်တက်သွားခဲ့ပါတယ်။မနေ့ကတော့ကမ္ဘာရွှေဈေးဟာတအောင်စကိုဒေါ်လာ3380ကျော်ရှိခဲ့တာဖြစ်ပြီးဒီကနေ့မှာတော့3400ကျော်မှရှိနေတာပါ။ကမ္ဘာရွှေဈေးတန်တော့မြန်မာရွှေဈေးလည်းမြင့်တက်လေးရှိပါတယ်။ ဒါပေမဲ့စစ်ကောင်စီရဲ့တတတူရင်ညွှန်းစေးတမတ်ရေးကော်မတီကတော့အခောက်ရွှေတကြတာကို158သိန်းကျော်ဖြစ်တယ်လို့ဒီကနေ့ပေါက်ဈေးကိုထုတ်ပြန်ထားပါတယ်။မြမရွှေဈေးဟာပြီးခဲ့တဲ့မေလအထဲမှာအသက်အကျရှိခဲ့ပေမဲ့ဇွန်လ၂ရက်နေ့ကနေစလို့အခောက်ရွှေတကြတာကို189သိန်းကနေစတင်မြင့်တက်လာတာဖြစ်ပါတယ်။အဲ့ဒီနောက်ဇွန်လ12ရက်နေ့မှာတော့အခောက်ရွှေတကြတာကို130နီးပါးအထိမြင့်တက်လာပြီးတဲ့နောက်ဒီကနေ့ပြန်ပဈေးနှုန်းရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။ ရန်ကုန်တိုင်းရွှေလုံငန်းရှင်များအတင်းကတော့မင်းကလိုင်စင်မရှိဘဲရွှေအယောင်းဝယ်မလုပ်ချဖို့အင်တာနက်ပေါ်ကနေမယောင်းချဖို့မဲဖောက်ပြီးမယောင်းဖို့ငွေစုဆောင်နဲ့မယောင်းဖို့တာလီစနစ်နဲ့မယောင်းဖို့ထုတ်ပြန်ခဲ့တာဖြစ်ပြီးသက်ဆိုင်ရာကလာစစ်လို့မလိုက်နိုင်ရင်ထိထိရောက်ရောက်အေးအေးယူမယ်လို့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဖီတူလူထုအနေနဲ့မိမိဒီရာမှာဖြစ်ပေါ်နေတဲ့တရင်ချောင်းရတွေကိုပေးဖို့ချန်နယ်ဆိုရင်တော့မချနာတရင်ချန်နယ်ရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်09096 3393တင်းတဲ့တကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။နိုင်ငံခြားဝင်စည်းနှုံးတွေမတည်ငြိမ်အောင်လှုံ့ဆော်မှုဆောင်ရွက်နေသူတွေကိုဗဟိုဘဏ်ကအဆောင်ကြီးနေပြီးတော့ရည်ရွယ်ဆောင်ရွက်မှုတွေလှုံ့ဆော်နေတွေလို့စစ်ကောင်စီလက်အောက်ခံမြန်မာနိုင်ငံတော်ဗဟိုဘဏ်ကမနီယာဆွန်လာ12ရက်နေ့ညပိုင်းအားစပြီးအတည်ပြုလာပါတယ်။ထရေဆာကတင်ဆက်ပေးမှာပါ။ USDT နဲ့နိုင်ငံခြားငွေစင်းနှုန်းတွေမတည်ငြိမ်ဖြစ်စေအောင် Facebook page, Facebook group, Fiber group နဲ့ application ဥပမာ မြန်မာ market price ကနေလှုပ်ဆောင်မှုဆောင်ရွက်နေတာတွေကိုမြန်မာနိုင်ငံတော်ဘိုဘန်ကနေစောင့်ကြည့်နေရလို့ဆိုပါတယ်။အဲ့ဒီလှုပ်ဆောင်မှုဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်တွေသူတို့နဲ့ဆက်ဆက်နေတဲ့ပုဂ္ဂိုလ်တွေရဲ့ဖေအကောက် banking account တွေကိုပိတ်သိမ်းတာဖုန်း SIM ကတ်တွေပိတ်သိမ်းတာတွေဒီစေးဥပဒေတွေနဲ့အညီအရေးယူဆောင်ရွက်တာတွေလှုပ်ဆောင်နေတယ်လို့လည်းပြောပါတယ်။ဘိုဘန်ကနေတွင်းကုန်လုပ်ငန်းရှင်တွေလိုအပ်တဲ့နိုင်ငံခြားငွေတွေကို online trading platform ကနေတစ်စက်ရောင်းချပေးတာ နိုင်ငံခြားပါစေကိုရာပညာတော်တင်သွားရာဖျားဖူးသွားရာအလို့အကန်ကိစ္စရဲ့နဲ့ထွက်ခွာသွားသူအတွက် အသေးဆုံးနိုင်ငံခြားငွေတွေကိုလည်းပုဂလိကဘန်တွေရဲ့ငွေလဲကောင်တာတွေမှာရောင်းချပေးနေတယ်လို့ဘ ਹੁ ဘန်ကဆိုပါတယ်ဘိုဘန်ကထုတ်ပေးထားတဲ့တရားဝင်လိုင်စင်မရှိပဲနိုင်ငံခြားငွေကြေးတွေဝယ်ယူရောင်းချလေးလေရာလုဆောင်နေတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကိုအရေးယူဖို့အချိန်မြင့်ဆောင်ရွက်မေလို့ဘိုဘန်ကအတည်ပြုထားပါတယ် အနာဒိစကောင်စီလက်ထက်မှာနိုင်ငံခြားငွေစည်းမြင့်တက်ခဲ့ပြီး2024ခုနှစ်ဩဂုတ်လချိန်မှာအမေရိကန်ဒေါ်လာ1ဒေါ်လာ6900ရာချီမြင့်တက်ခဲ့ပြီးစစ်ကောင်စီကဖန်ဆီးအရေးယူမှုလှုပ်ဆောင်ခဲ့ပြီးနောက်1ဒေါ်လာ7400ကျိုးကိုဈေးနှုန်းပြန်လည်ကျဆင်းခဲ့ပါတယ်တနိုင်းဒေတာမှာဖြစ်ပေါ်နေတဲ့ရွှေသူဘုံမှုနှုတ်ဆက်သွေးစုချိုးတွေကိုမိမောင်းချိုးပြဖို့အပြင်သက်ဆိုင်ရာအာဏာပိုင်တွင်လူထုချား ပိုကောင်းမှုနေစီမံခန့်ခွဲမှုတွေတာဝန်ယူမှုတွေအတွက်အကြံပြုချက်တွေပေးဖို့ရွှေသူဖို့ရေးလုပ်ငန်းတွေနဲ့ဆက်စပ်တဲ့စီးပွားရေးလူမှုရေးနဲ့ပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေကိုမြန်မာ Resource Watch ကအစီရင်ခံတင်ပြချပါရယ်တနိုင်းမျိုးနေအတွင်းရွှေသူဘမှုလုပ်ငန်းတွေကိုနှစ်ပေါင်းများစွာလှုပ်ခိုင်းခဲ့ပေမဲ့အာနာသိန်းလေးနောက်ပိုင်းစီကမဲ့တဲ့လုပ်ငန်းတွေပိုပြီးတိုးပွားလာခဲ့ရလို့ဆိုပါရယ်ဒီရအတွင်းကရွှေသူဘရဲ့လုပ်ငန်းတွေဟာကချလိုက်ရတမတော် KIA နဲ့ ပြည်သူစစ်စစ်တပ်လုံးလက်နက်ကိုင်အဖွဲ့တွေအထိချုပ်မှုအောင်မလေးပန်းနေရဖြစ်ပြီးလုံခြုံရေးတွေကလည်းအရေးအဖွဲ့တွေကိုလာဆင်အကွန်ပေးဆောင်နေရပါတယ်။ကျိုးပွားလာတဲ့ရွှေသူပုံမှုတွေကြောင့်တဘာဝပတ်ဝန်းကျင်ဆိုရစွာထိခိုက်ပြီးတနိုင်ချောင်းအပါအဝင်ချောင်းနေတိန်ကောရာရေလန်းချောင်းပြောင်းတာမြေပြူရာနဲ့တတော်ပြုံတိရောက်တွေဖြစ်ပေါ်နေရလို့ဆိုပါရတယ်။ ရင်ကတတော် area 85ရာခိုင်နှုန်းရှိခဲ့တဲ့တိုင်းဒေတာဟာလက်ရှိမှာတော့တတော်တွေတိတိတသာဆုံးရှုံးနေပြီးတော့တတော်မရှိတဲ့နေရာတွေမှာဖွံ့ဖြိုးတွေပဲရှိတော့တယ်လို့စီရင်ခန်းစာမှာဖော်ပြထားပါတယ်ဤသူညဉ့်ညံမှုတွေကြောင့်လဲတန့်ရှင်နယ်တောက်တုံးရေရရှိဖို့ခက်ခဲနေတယ်လို့ယူရီထေပဒါလိုတာသူပစ္စည်းတွေပြောဝင်နေပြီးတော့ရင်းနဲ့ပတ်သက်တဲ့အကြမ်းအမှားရေးပြဿနာတွေကိုခြုံတွေးခန်းစားနေကြရတာပါ ဒေတာခန်တွေဟာစစ်သားစုဆောင်မှုကိုရှောင်ရှားဖို့ကလေးတွေကိုလုပ်ငန်းခွင်ကိုခေါ်လာရတာကြောင့်ကလေးတွေရဲ့ပညာရေးနဲ့ဂျမားယူတွေမှာထိခိုက်မှုတွေရှိနေတယ်လို့တန်ရှင်နယ်တောက်တုံရေးမရရှိရဖုံမုံတွေကိုရှုရှိုင်းရတဲ့အတွက်ဂျမားယူထိခိုက်မှုတွေလည်းရှိလာတယ်လို့ဆိုပါတယ်ပညာသင်ကြားနိုင်ခြင်းမရှိရကြောင့်ပညာရေးထိခိုက်တာအပြင်သောတောင်တွေထဲငှက်ပြဖြစ်တာဝမ်းပြဝမ်းလျှော်တွေအဖြစ်များပြီးတော့ဆေးဝါးတွေလည်းလက်လက်မိဖို့ခေရင်တယ်လို့ဆိုပါတယ် တနိုင်းမျိုးနေဟာရွှေနေပင်းလို့အဖိုးတန်တွန်ထွက်တွေချောင်းလူသိများတဲ့ဒေတာဖြစ်ပြီးစီရင်နေနိုင်ငံရေးမသိငင်းနဲ့အနာသိမှုနောက်မှာတော့တရားမဝင်နဲ့စီကမေသူပေါ်ရေးတွေတိုးပွားလာတာလို့ဆိုပါရယ်အရင်ကတော့တနိုင်းဒေတာမှာစီပွားဖြစ်အနေနဲ့တစ်ထုပ်သာစိုက်ပျိုးရေးနဲ့ဝင်းမြူရေးလုပ်ငန်းတွေကိုသာအဓိကခြားလောက်ကိုင်းကြတော့ဖြစ်ပြီးရွှေသူပေါ်ရေးလုပ်ငန်းဟာငါးလုံးငန်းလောက်ကိုင်းရေးကနေပြောင်းလဲလာတဲ့လုပ်ငန်းဖြစ်တယ်လို့ဆိုပါရယ် ငါလုံးငန်လောက်ကင်ဖို့မြေကြီးသူဖို့ရာကနေစပြီးရွှေထက်တော်ကိုတရှိခဲရာကြောင့်စတင်လာတာဖြစ်ပြီးတော့လန်သူဖို့ရေမှာအတုံပြူတဲ့မြေသူဆက်တွေကိုရွှေသူဘုံမှုမှာအတုံပြူလာကြတာလို့သိရပါတယ်။ဘရင်နဲ့ရွှေတတဲ့နေရာတွေဟာလွန်ခဲ့တဲ့ကိုနှစ်ခန်းကအကန့်ကြီးလွတ်လိုက်တဲ့နေရာတွေဖြစ်ခဲ့ပြီးစစ်တပ်ကတင်ပိုက်ချင်းကာလဖြစ်တဲ့2019ခုနှစ်မှာတော့တနင်္မြို့နေထဲကရွှေနဲ့ဘရင်မော်တွေကိုနိုင်ငံတော်အထည်ဝင်ကွန်ပျူတာမှရှိဘူးဆိုပြီးထုတ်ပြန်ကြေညာခဲ့ပြီးတော့ တရားမဝင်တဲ့အတွက်နေမြေရှင်လင်းရေးတွေလှုံ့ဆော်သွားမှလို့2019ခုနှစ်ဇွန်လမှာရဟရင်ဘောကနေစာရေးချေချပြီးတော့အတိပေးခဲ့တယ်လို့စင်ခန်းစားကပြောဆိုထားပါတယ်။2023စစ်တပ်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့တဲ့နောက်မှာတော့တိုင်းဒေသနဲ့ကံရဖွဲ့တွေနဲ့ဒေါ်လာရင်အားစုတွေကဆက်အာဏာရှင်စနစ်ချုပ်ငင်ရေးအတွက် ိုင်ငံတော်ဝင်ငွေရရှိနေတဲ့ဒေတာတွေကိုဥတည်ပြမှတ်ချလာချပြီးတော့ရိတ်လိုနေရာတွေထဲရတခုအပါအဝင်ဖြစ်တဲ့တနိုင်းဒေတာကိုလည်း KNA ကပြန်လည်ထုတ်စစ်ဆင်ပြီး2024ခုနှစ်မေလမှာမော်ဒေတာတွေကိုပြန်လည်သိမ်းယူခဲ့ရလို့ဆိုပါတယ် တနိုင်းမျိုးနေအတွင်းရွှေတူဖွဲ့ရေးလုပ်ငန်းလုပ်ကိုင်းနေရှင်မောပေါင်းအခု30ရှိပြီးထင်ရှားဆုံးရွှေမောတွေကစတူးစုဆန်လွန်ဝေလောလပူခနမ်ခမ်ဂိုင်းတော်အထက်စာချင်းအောက်စာချင်းစေသိန်းနမ်ကွန်နဲ့နမ်ကွန်နဲ့တခဲမောတို့ဖြစ်တယ်လို့သိရပြီးအဲ့ဒီမောတွေချိန်မှာလပူခမောဟာအစီကားဆုံးဖြစ်တယ်လို့ဆိုပါတယ်ရှင်မအများစုဟာကံရင်ထိချုပ်မှုအောင်မှရှိပေမဲ့ပြည်သူစစ်နဲ့စစ်တပ်ကိုအခွင့်မဆောင်ရင်မကြာခဏပုံလာကြရာကြောင့်ဒီဆက်သူတွေကတရားမဝင်တဲ့နီလန်နဲ့ ခွန်ပေးနေရတယ်လို့ဆိုပါတယ်။ရှင်မအတသူဘော်ရဲ့အခါပေးဆောင်ရတဲ့အခွန်နဲ့လောက်ကဟောင်းမလောက်ကိုင်းတဲ့အခါပေးဆောင်ရတဲ့အခါချင်းဝင်ကွာဟာချက်တော်ရှိပြီးတော့ခြွင်းချက်အနေနဲ့ဂန်အီထင်းချုံနေမြေအောင်မရှိတဲ့ရွှေကြောကောင်းတဲ့နေရာတွေကိုဆိုရင်ဂန်အီကတေချာကင်တွဲပြီးတော့အခွန်ကိုသိမ်းရချီကောက်ခံကြောင်းဒီတာခန်တွေက ပြောဆိုထားတာကိုလည်းတွေ့ရပါတယ်။ လနက်ကန်ရဖွဲ့တွေဟာရွှေသူဘော်ရေးလုပ်ငန်းတွေကိုအခွန်ကောက်ခံတာရမကရွှေသူဘော်ရေးနေဆက်ဆက်တဲ့ဒက်စီဒီစီစီရွှေသူဘော်ရေးစနစ်စာနယ်ရေးခါဖြစ်တဲ့စံတယူရမလေးအခွန်ကောက်ခံကြပါရယ်ဂျာပင်တေဆောင်ခွင့်မရှိတဲ့ကွန်ပစ္စည်းတွေကိုတမတ်ချပြီးတော့အဲ့ဒီကွန်ပစ္စည်းတွေမှာဒက်စီစံစီနဲ့လုပ်ငန်းသုံးပစ္စည်းတွေပါဝင်နေလို့အစိုးရခန်းစားကပြောဆိုထားပါရယ်ရှူဒူဘော်ရေးတွေကြောင်းဒေတာတွင်လမ်းမှန်ဆက်တွေ့ရေးတွေလေးဆိုရွာစွာပြက်စီနေပြီးလီတိုလမ်းမကြီးအမိုင်လေးစိန်နီးပါပြက်စီနေကြောင်းသိရပါဗျ။ ရှူဒူဝမူရီကြောင့်ဖုံမြေတွေများပြားလာသလိုတပတ်မှလည်းကုန်တန်းချိန်များစွာပါတဲ့စီပေါစာကားတွေပုဒုစာကားတွေဖြတ်တန်းသွားလာတာကြောင့်ကျနာတနိုင်ဆက်သွဲထားတဲ့လီတိုလမ်းမကြီးမှာဆူဆူရွရွဖြက်စီနေပြီးမူတွင်းဆိုရင်လိုင်ကားတွေကိုဆင်ထွန်ဆက်တွေနဲ့ငွေပေးဆွဲရပြီးတော့ရက်ပိုင်းလောက်အချိန်ယူသွားလာနေရပါတယ်။ရွှေနေပရင်အဓိကထွက်ရှိရတဲ့ data ဖြစ်တာကြောင့်အကုန်ကောက်ခံတဲ့အဖွဲ့တွေအနေနဲ့လမ်းတွေပြုပြင်ပေးဖို့ဒေတာခန့်တွေကအလိုလားနေကြောင်းဖော်ပြထားပါတယ်။ ရှိပေါလုံငန်းတွေရလေတနိုင်တပိုင်းရှိသူဖို့မှုတွေထက်လုပ်ငန်းပမာဏကြီးမှပြီးတော့တရုတ်ကုမ္ပဏီတွေကလုပ်ကိုင်းကြသလိုရှိပေါလုပ်ကိုင်းတာကြောင့်ချောင်းတွေမှာရေလံချောင်းပြောင်းလဲမှုတွေဖြစ်ပေါ်နေလို့သိရပါတယ်။ရှိသူဖို့ရာကြောင့်ချောင်းကြီးတွေတင်ကောလာပြီးချောင်းကြီးတွေနောက်ချနေလို့ဆိုပါတယ်။ရှိသူဖို့မှုအကျဉ်းတချင်းကိုဘေး90နှစ်တရားကြသူဖို့ကြတာကြောင့်ရေချိုးတွေပြတ်ပြီးတော့ရေသွင်းသူဖို့လို့မရတဲ့ပြဿနာတွေလည်းရင်ဆိုင်နေရပါတယ်။ တောက်ရီဝေယူဖို့တနိုင်သူတွေကတော့အေးချိုဝေတောက်ကြပဲမဲ့မတက်နိုင်တဲ့သူတွေကတော့မြေရီချောင်းရီတွေကိုအနေထိုင်စေပြီးတော့ကြိုချက်တောက်သုံးတာတွေပြုလုပ်ကြရတယ်လို့ဆိုပါတယ်။သနက်ကန်ရဖွဲ့တွေဟာရွှေသူဘုံမှုအတွက်အခွန်ငွေတွေကောက်ခံကြပဲမဲ့စနစ်တကျလောက်ွယ်ချတာပေးရမရှိရကြောင်းလုံဝန်ရှင်တွေကကြိုက်တဲ့မြေကွက်ကိုမြေပိုင်ရှင်ထံကဝေယူပြီးတော့သူဖို့လောက်ကန်ကြရတယ်လို့ဆိုပါတယ်။ ကြပင်သူပေါ်ထုတ်လုပ်ပြချင်းဟောင်းတွေကိုမြေပြန်ပူရာနဲ့ပြုံးသီးသွားတဲ့တပင်တွေပြန်လည်စိုက်ပျိုးဖို့လုပ်ငန်းရှင်တွေကိုလက်နက်ကင်အဖွဲ့တွေကဖိအားပေးရမျိုးလည်းမရှိဘူးလို့ဆိုပါတယ်အဲ့ဒါကြောင့်တနိုင်းမျိုးနေရခြေရွာတွေမှာရှူတူပေါ်မှုကြောင့်မူရင်းမြေကျန်ရှိမှုနေပါလာပြီး ဖို့မြေတွေတော့ရှိရတဲ့အခြေအနေနဲ့ရင်ဆိုင်နေရသလိုအဲ့ဒီဖို့မြေတွေကြောင့်တိုင်းဒေသမှာရွှေတူမှုလုပ်ငန်းတွေမရှိတော့ရင်စိုက်ပျိုးရေးလုပ်ကိုင်နိုင်တဲ့အခွင့်အရေးတွေလည်းဆုံးရှုံးနေမှာဖြစ်တယ်လို့စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နိုင်တဲ့အခွင့်အရေးတွေလည်းဆုံးရှုံးနေမှာဖြစ်တယ်လို့ဆိုပါတယ်ရွှေတူဖွဲ့ရေလုပ်ငန်းတွေကတနည်းထက်တနည်းဆိုရွာလာပြီးပေါ်များလာသလိုမော်တကုဆာလုပ်ပြီးလူစီပြီးဆိုရင်အလုံးနီးပါအဲ့ဒီဒေတာကိုတော်ရလောက်ကင်ကြပြီးတော့ကဘာတွေကြောက်တွေဖြစ်ပေါ်အောင်သူပေါ်ကြပြီးရဲ့နောက်ရွှေတူဖွဲ့ဘုံမကြမ်းရှိတော့ရင်စွန့်ပြတ်သွားကြတယ်လို့ဆိုပါတယ် ထဏမျိုးနေတွင်ရွှေတူဖွဲ့လုပ်ငန်းတွေဟာဒေတာတွင်စီပေါ်ရေးအတွက်ဝင်ငွေတစ်ခုဖြစ်နေပေမဲ့အဲဒီလုပ်ငန်းတွေကြောင့်ဖြစ်ပေါ်လျက်ရှိတဲ့တဘာဝပတ်ဝန်းကျင်ဆိုးကျိုးတွေလူမှုရေးနေကြမ်းမာရေးပြဿနာတွေကဒေတာကလူထုရဲ့ရည်ရှိရည်တည်မှုကိုချင်းချောက်လျက်ရှိတယ်လို့အစိုးရကန်ဆာကဆိုပါတယ်ဒီရခိုင်နယ်ရဲ့အတန်းဝန်နာထောင်ပြီးဒီရခိုင်နယ်ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့အပြင်ဒီပြဿနာတွေကိုပြေရှင်းဖို့သက်ဆိုင်ရာအာဏာပိုင်တွေ၊လက်နက်ကိုင်အဖွဲ့တွေနဲ့လုပ်ငန်းရှင်တွေချပူးပေါင်းဆောင်ရွက်မှုတွေလိုအပ်နေလို့ဆိုပါရယ်။ ကြအပြင်ရေရှည်တည်တံပြီးတဘောပတ်ဝန်းကျင်ထိခိုက်မှုနေပါတဲ့သူပုံမှုလုပ်ငန်းတွေလောက်ကင်ဖို့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအမံတွေချမှတ်နိုင်ဖို့နဲ့ဒေသခံလူထုရဲ့ဂျမားရေးပညာရေးအတွက်ရန်ပုံငွေချိုးစားတစ်ခုသတ်မှတ်ပြီးတော့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလှုံ့ဆော်ပေးဖို့လိုအပ်ကြောင်းကိုလည်းအစီအခန်းစားကပြောဆိုထားပါတယ်။ဒီကနေ့သတင်းချန်နယ်ရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရာနေတောက်ကြနေအထိ ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဦးချနာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။